မင်္ဂလာပါခစ်တဲ့ຫນွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးနိုင်ငံကံပြူဟာကုန်းကိုပိတ်ဆို့ထားတယ်လို့အေအေပြောဆိုသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အာရခပြည်နယ်မကွေတိုင်းကြားမှာရှိတဲ့ငဖဲမြို့နယ်ထဲကအကြမ်းမဲ့စစ်ကောင်စီရဲ့နိုင်ရခံပြူဟာကုန်းလေးချောင်းရံကာကွယ်ရေးတပ်စခန်းကြီးကအာရခတပ်တော်အေအေကဝန်ရံပိတ်ဆို့ထားတယ်လို့နိုဝင်ဘာလ17ရက်နေ့မှာထုတ်ပြန်ပါတယ် နိုဝင်ဘာလ10ရက်နေ့မနက်9:00နာရီခွဲကျော်အချိန်ကအဲ့ဒီနေရီကန်စခန်းကနေအကြမ်းမဲ့စစ်ကောင်စီရဲ့တပ်တောင်းဒုတက်ချက်မျိုးမင်းထွန်းဟောင်းအရခတ်တပ်တော်ထံအလင်းဝင်လာတဲ့လူအေအေကပြောပါတယ်အလင်းဝင်လာတဲ့ဒုသက်ချက်မျိုးမင်းထွန်းဟောင်းအကြမ်းမဲ့စစ်ကောင်စီရဲ့ကိုလန်ချေဆိုင်အမကိုစစ်မြေပြင်စစ်တပ်ရင်းကဖြစ်တယ်လို့သိရပါတယ် အမကုစစ်မြေပြင်စစ်တပ်ရင်းဟာစကခဆက်ခွန်မိုင်းပန်ရဲ့ကိုကဲမှုအောင်မှရှိတဲ့တရင်တစ်ခုဖြစ်ပြီးလက်ရှိမှာအဲ့ဒီတရင်ဟာနေရကံပြူဟာကုံမှအာရခတတ်တော်အီရဲ့ဝင်းရဲ့ပိတ်ဆို့မှုကိုခံထားရတယ်လို့ဆိုပါတယ်အရက်ခတ်တော်အီဟာအမျိုးနေအမျိုးတွေမှာရှိတဲ့အနာပိုင်နှံစစ်ဌာနချုပ်နာပါခတစ်ခုလုံးကိုတိမ့်ပိုက်ပြီးနောက်အန်ယုဘော်ကနေစစ်ကောင်စီတပ်စခန်းတစ်ခုပြီးတစ်ခုဇက်တိုက်တိမ့်ပိုက်ခဲ့ကံနေရိတ်ကံပြူဟာကုန်းမှာတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ် နိုင်ငံကပြူအကုံလေးချောင်းရကာကွယ်ရေးတပ်စခန်းကြီးကိုတိမ်မိုင်ရရှိနိုင်မှုအာရခတ်တတော်ဤဟာထိုးစစ်ဆင်တိုက်ခိုက်နေတာလာအနေငယ်ကြနေပြီဖြစ်ပေမယ့်နိုင်ငံကံရပြပဝင်ကျအားလုံးကိုတိမ်မိုင်ထားပြီးဖြစ်ပါတယ်။နိုင်ငံကပြူအကုံရဲ့ပြမတောင်ကုန်းပေါ်တစ်ခုသာကျန်ရှိနေတာဖြစ်ပြီးအနီးနားကာကင်စခန်းအားလုံးထိန်းချုပ်ထားပြီးမြေပြင်ထောက်ပို့လမ်းတွေကိုဖျက်နှောက်ထားတာဖြစ်ပါတယ်။အာရခတ်တတော်ဤရဲ့အရင်ထုတ်ပြန်ချက်တွေအရာ နိုင်ငံကံပြူအားကုန်းကုန်ရရှိဖို့လက်တကန်းအလိုမှာပင်ရှိနေတာဖြစ်ပြီးအနေငယ်သောစကန်းတွေသာကျန်ရှိတော့တယ်လို့သိရပါတယ်။အာရခတတ်တော်အေးဟာအာရခမကွေအဆန်းအာရခပကူအဆန်းနဲ့ အရက်ခမကွေးတန်အစက်ဒေတာတွေမှာအကြမ်းမစစ်ကောင်စီတရင်တွေနဲ့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားလျက်ရှိနေပါတယ်။အဲ့ဒီစစ်မျက်နှာပြင်တွေကနေအရက်ခတပ်တော်အေးစီအကြမ်းမစစ်ကောင်စီတပ်သားတွေအထူးတပ်ဖြင့်စစ်မှုထမ်းနဲ့ရှေ့တန်းပုတ်ခံရတဲ့တပ်သားအများပြားဟန်အလံပြူတောင်းအလင်းဝင်တောင်းထွက်ပြေးလာတာနဲ့လက်နက်ချအညက်ခံသူတွေရှိနေတယ်လို့အေးအေးကထုတ်ပြန်ထားပါတယ်ရှင်။ဆလပင်မရယာမြို့နယ်အတွင်းနေမြေအများစုကတော်လရင်အင်အားစုတွေလက်လွတ်ရဆွဲတဲ့တင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ မန္တလေးတိုင်းမန္တလေးမြို့နယ်အတွင်းရှိနေမြေအများစုကတော်လရင်အင်အားစုတွေလက်လွတ်လိုက်ရပြီးနောင်ချိုမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းအချို့စင်ကူးမရေယာဘတ်တူဦးတည်စစ်ကြောင်းထုံးနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့လတွေအတွင်းစစ်ကောင်စီဘက်ကကြောင်မဲမြို့နယ်ဒီပေါ်မြို့တို့ကိုတိုက်ခိုက်နေတယ်လို့မန္တလေးမြို့အနီးရှိမရေယာမြို့နယ်နဲ့ပတ်တန်ကြီးမြို့နယ်အတွင်းမှာတော်လရင်အင်အားစုတွေထိန်းချုပ်စုမှုရာနေရာတွေကိုလည်းထိုးစစ်ဆင်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒီလိုထိုးစစ်ဆင်တိုက်ခတ်မှုတွေပြုလုပ်ရမှာစက်ကောင်စီအနေနဲ့ဒရုန်းလက်နက်ကြီးလေယာဉ်တို့ကိုအများအပြားအသုံးပြုခဲ့ပြီးတော်လရင်အင်အားစုတွေထိန်းချုပ်ထားရာဖေယားတောင်အယ်ဖာဘီလက်မြေစက်ရုံနဲ့ပတင်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာအချို့ကိုပြန်လည်ထိန်းချုပ်သွားခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီနောက်ပြီးခဲ့တဲ့ဇပန်အတွင်းမှာလည်းမေဒီယာမျိုးနယ်အတွင်းစီအမတ်တေတုံညာတင်လင်းလီချောင်းရကာကွယ်ရေးတပ်နဲ့စစ်တော်ကြီးရေလောင်တပ်မတို့ကိုစစ်ကောင်စီကပြန်လည်တင်ယူခဲ့ပြီးလက်ရှိမှာတော့မေဒီယာမျိုးနယ်အတွင်းမှာနေရာတော်တော်များများကိုပြန်လည်ထိချုပ်သွားနိုင်ခဲ့တယ်လို့သိရပါတယ်မေရီယာနယ်မြေအများစုပါသွားတယ်ပြောရမှာပါဖျောင်းတောင်အယ်ဖာဘီလက်မြေစက်ယုံအဲ့ကိစ္စပြီးတော့မန်တိုင်းပြန်လက်လွတ်လိုက်ရတဲ့ပတင်ကြီးတွေကရွာတဲ့ရွာ ဧကရေကနေတစတစပါနေတာအခုတော့မရိယံကကုံတလောက်ကိုဖြစ်သွားပါပြီလို့ဒေသခံသတင်းရှင်မြစ်ကပြောပါတယ်ဒါအပြင်စစ်ကောင်စီပြန်လည်ထင်ကျုံကြရှိသွားတဲ့မရရမျိုးနယ်အတွင်းမှတစင်လင်းစစ်ကောင်စီအနေနဲ့အင်အားစုဖွဲ့မှုတွေပြုလုပ်ပြီးစင်ကူးမျိုးကိုထိုးစစ်ဆင်လာပွင့်ရရှိနေတယ်လို့လည်းအဆိုပါသတင်းရှင်းပြကဆက်ပြောပါရင်စင်ကူးကစကားစပြန်ရပြီဆိုတာတော့မဟုတ်ဘူးဗျာ အခုမှထိုးဖို့စုဖွဲ့ပြနေတာခင်ဗျာမရေယာဘက်မှာစကားစဘက်ကအင်အားဖြစ်တင်ပြီးစင်ကူးဘက်ထိုးဖို့လုပ်နေပါတယ်ခင်ဗျာစကားစကဆယ်တော်ကြီးပြင်ရသွားတော့ပူဆိုးသွားတာပေါ်လို့ပြောပါတယ်ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာတအောင်တက်တီယန်လန်လေးထံမှစစ်ကောင်စီပြန်လည်တင်းယူခဲ့တဲ့နောက်ဆုံးမျိုးနယ်အတွင်းမှာလည်းစင်ကူးမရေယာဘက်သူဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းတစ်ကြောင်းရှိနေတယ်လို့လည်းသိရပါတယ်အဆိုပါစစ်ကောင်စီစစ်ကြောင်းအနေနဲ့ အင်အား80ကျော်မှတရားနီးပါအထည်ရှိပြီးမိုးကုတ်လမ်းမတဆင်စင်ကူးမရေယာပတ်ကုန်းလမ်းပေါက်တဲ့ဒိုးပင်ကြီးရွာအနီးပတ်ချလဲမှရောက်ရှိနေတယ်လို့လည်းသိရပါတယ်။နောက်ချိုမှာစကားစစ်ကြောင်းတစ်ကြောင်းရောက်ရှိနေပြီးဒိုးပင်ဘက်ကနေဆယ်တော်ကြီးအတန်းဆင်ပြီးစင်ကူးနယ်ဘက်သွားမလားဘယ်သွားမလဲစောင့်ကြည့်ရမယ်ခင်ဗျာ။ဒိုးပင်ကနေမရေယာစင်ကူးပတ်ဆင်လို့ရတယ်ဆရာလို့သူကဆက်ပြောပါတယ်။ စစ်ကောင်စီအနေနဲ့မရရစင်ကိုတပိတ်ခြင်းနဲ့မိုးကုံမျိုးတို့ကိုအပြေအဝထိချုပ်နိုင်မှုအတွက်မန္တလေးတန်းအတွင်းမှာစစ်ကြောင်းထိုးတာတွေရှိသလုံး view အရာအရေးပါတဲ့နောင်ချိုမိုးကုံလမ်းမော်ရှင်ဟိုကိုဟိုခဲနဲ့ဒိုးပင်ကြီးရွာမှာလည်းစစ်ကြောင်းတွေဖြန့်ခွဲထားတာတွေရှိတယ်လို့သိရပါတယ်ရှင်။